မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မေလ22ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့သုံးနယ်စစ်တိုက်တပွားပဲမကြုံပါကအခုတည်းပိုပြီးဖွံ့ဖြိုးအောင်လုပ်နိုင်တယ်လို့စစ်ကောင်ဆောင်ကြွားလုံးထုတ်တဲ့သတင်း KNU စားတိုက်တာနဲ့ထွက်ပြေးကြတဲ့စစ်ကောင်စီတပ်သားတွေကိုထိုင်းစစ်တပ်ကဟာတိုက်နေတဲ့သတင်းလာရှုံမြို့မှာစစ်ကောင်စီဌာနဆိုင်ရာတွေပြန်လည်ဖွင့်လှစ်နေပြီး ចောင်းအံ့နှံမှုတွေပါစတင်လက်ခံနေတဲ့တည်င်းမလင်ကြီးလှောက်ခတ်ပြီးတလခွဲကြော်အကြာမန္တလေးကငလင်တန်တင့်အဆောက်အုံသုံးလုံးထက်မနည်းထက်မှန်ပြိုကျတဲ့တည်င်း73စီစီဇက်တိုက်ကျဆင်းလာမှုကြောင့်အောက်တိုင်95တလီတာကျပ်3000အောက်ပြန်ရောက်လာတဲ့တည်င်းဥရောပလက်နက်ကုမ္ပဏီတွေအရှိတောင်အရှောက်ကိုရှစ်ထွင်လာတဲ့တည်င်းအစရှိတဲ့တည်င်းတွေကိုတင်ဆက်ပေးပါမယ် ထမအဦးဆုံးသတင်းတပုတ်အနေနဲ့သုံးနေစစ်တိုက်တပွားပဲမကြုံပါကအခုတည်းပိုပြီးဖွံ့ဖြိုးအောင် လုပ်နိုင်တယ်လို့စစ်ကောင်ဆောင်ကြွားလုံးထုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနာတိုင်းပြည်နောက်ပိုင်းသုံးနေစစ်တိုက်တပွားပဲဆိုးရတာမကြုံခဲ့ရင်စစ်ကောင်စီအနေနဲ့အခုတည်းပိုပြီးဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နိုင်မယ်လို့စစ်ကောင်ဆောင်ကကိုရဲသွေးကြွားလုံးထုတ်ခဲ့ပါတယ်။စစ်တပ်ကအနာယူထားချိန်တပွားပဲတံကိုများစွာကြုံတွေ့ခဲ့ရတဲ့အပြင်ကက်ယောကရာသူရုဖောက်ပြန်မှု ပဋိပက္ခတွေငလျင်ပေးစတဲ့သဘောဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ရတဲ့ကြောင့်နိုင်ငံအပြင် ပြည်သူတဦးရှင်အလိုက်ထိခိုက်နေနာခဲ့ရတယ်ဆိုပြီးပြောခဲ့တာပါ2023ခုနှစ်ကရခိုင်ပြည်နယ်မှာမောခမုန်တိုင်း2024ခုနှစ်စတန်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ရေပဲ2025ခုနှစ်ငလျင်ကြီးကြောင့်ငွေကျပ်ဘီလီယံနဲ့ရှည်ဆုံးရှုံးခဲ့ရပြီးဒီဖြစ်ရပ်တွေမဖြစ်ပါကဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုအခုတည်းပို့ပြီးလှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ် အဲ့ဒီသဘောဘဲတံတွေအပြင်တော်လင်ရဲ့အဖွဲ့တွေရဲ့တက်ခတ်မှုတွေကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရပြီးတိုင်းပြည်အတွက်အရှုံးတွေပဲဖြစ်တယ်လို့တနင်္ဂနွေလုံးကိုပုံကျဲဖျက်ဆီးနေတဲ့စစ်ကောင်ဆောင်မင်းအောင်လန်ကဆိုပါတယ်မင်းအောင်လန်ကအခုလိုကြွားလုံးထုံနေပေမဲ့ပြည်သူတွေကတော့သဘောဘဲတံတွေဟာမင်းဆိုမင်းရဲ့အုပ်စုနေရာကြောင့်ဖြစ်ပေါ်နေရတာဖြစ်ပြီးသူ့ရဲ့အတုံးမကြားမှုကြောင့်ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်ပဲပြည်သူတွေဒုက္ခဆိုတွေကြုံတွေ့နေရတာဖြစ်တယ်လို့မှတ်ချက်ပေးကြပါတယ် ဒုတိယသတင်းတပုတ်အနေနဲ့ KNU စတိုက်တာနဲ့ထွက်ပြေးကြတဲ့စစ်ကောင်စီတပ်သားတွေကိုထိုင်းစစ်တပ်ကဟာတိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU တပ်တွေကစတင်တိုက်ခတ်ပြီးနိုင်ပိုင်းအကြမ်းမှာစခန်းစွန့်ခွာထွက်ပြေးကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့စစ်တပ်ကိုထိုင်းတပ်မတော်ကဟာတိုက်ချိန်မောင်းနေကြတာလို့သိရပါတယ်။ကရင်ပြည်နယ်လှိုင်းပွင့်မြို့နယ်အပိုင်းထိုင်းနေဆန်နာကစစ်တပ်စခန်းတွေကို KNU တပ်တွေကစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေတာကြောင့်ထိုင်းတပ်မတော်ကထိုင်းဘက်ခြမ်းနေနမိတ်မြင်းမှာ အနီးကပ်စောင့်ကြည့်ပြီးလုံခြုံရေးယူထားတာပါအဲ့လိုလုံခြုံရေးယူထားခြင်းစစ်ကောင်စီတပ်သားတွေထွက်ပြေးကြပုံကိုမကြာခဏမြင်တွေ့ရတဲ့အတွက် ထိုင်းတပ်မတော်သားတွေကရင်မောနေကြတာဖြစ်တယ်လို့ထိုင်းဘက်ချမ်းကိုထွက်ပြေးတဲ့ဒေသခံတွေရဲ့ပြောပြချက်ကို PDF သတင်းရင်းမြစ်တွေကပြန်လည်ပြောကြားခဲ့ကြတာဖြစ်ပါတယ်။လှိုင်းပွေးမြို့နယ်အပိုင်းထိုင်းနစ်ဆက်နာကစစ်တပ်စခန်းတွေကိုမဆုတ်တာခန်စစ်ခန်းလို့အမည်ပေးထားပေမဲ့တာလေဘျူဟာစခန်းကိုကင်နီယူတပ်တွေကဝင်ရောက်တိုက်ခိုက်ချိန်ဒုတက်ရင်မှုန့်နဲ့ စစ်သားအရှုံးထွက်ပြေးသွားကြတာဖြစ်တယ်လို့ကန်နီဘိုကထုတ်ပြန်ထားပါတယ်။လှိုင်းပွဲမျိုးနယ်အပိုင်းထိုင်းနေစံနာကစစ်တပ်စခန်းခုနှစ်ခုကိုကန်နီတမခွန်လက်အောက်ခံ KNL နဲ့ KNDO တို့ကတိုက်ခိုက်သိမ်းပိုက်ထားပြီးနောက်ထပ်သိမ်းစရာနော်တရာတက်စခန်းတစ်ခုပဲကျန်တော့ရလို့သိရပါတယ်။တတိယသတင်းတပုတ်အနေနဲ့လာရှုံးမျိုးမှာစစ်ကောင်စီဌာနဆိုင်ရာတွေပြန်လည်ဖွင့်လှစ်နေပြီးကြောင်းအပ်တွေပါစတင်လက်ခံနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်မြောက်ပိုင်းလာရှုံးမြို့မှာစစ်ကောင်စီက ဌာနဆိုင်ရာယုံတွေပြန်လည်ဖွင့်လှစ်နေပြီးလာမယ့်မေလ25ရက်မှာကြောင်အက်လက်ခံမှာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လာရှုမြို့ကိုတရုတ်နိုင်ငံအကူအညီနဲ့ပြန်လည်ရရှိခဲ့တဲ့စစ်ကောင်စီကပြီးခဲ့တဲ့မေလ16ရက်မှာလူဝမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနလာဝကောက်ကိုပြန်လည်ဖွင့်လှစ်ခဲ့ရပါ။ဒါအပြင်အုပ်ချုပ်ရေးလုပ်ငန်းပြန်လည်လှုပ်ဆောင်နိုင်ဖို့အတွက်တပ်သူများနှစ်ခွန်စစ်စင်ရင်မတိုင်ခင်ကလာရှုမြို့အတွင်းရက်ကွက်အုပ်ချုပ်ရေးမုံ၊ယာယီမုံနဲ့စေယီမုံလှုပ်ဆောင်ခဲ့ဖို့သူတွေကို မေလ၁၄ရက်မှာစစ်ကောင်စီကအစည်းအဝေးခေါ်ယူခဲ့ပါတယ်။လက်ရှိ လာရှိုးမြို့အတွင်းပြည်သူ့စေယုံ၊စီပင်၊ရစ်ကန်နဲ့ဌာနဆိုင်ရာလုပ်ငန်းတွေပြန်လည်လေပတ်နေပေမဲ့တက်သူများနှစ်ခွန်စစ်စင်ရဲ့အတွင်းပြက်စီသွားတဲ့စာတင်ကျောင်းနဲ့ဌာနဆိုင်ရာရုံးတချို့ကိုတော့ပြန်လည်ပြုပြင်မှုတွေမလုပ်ဆောင်သေးပါဘူး။ MNDA တိမ့်ပိုက်ထားတဲ့လာရှိုးမြို့ကိုတိုက်ပွဲဖြစ်ပေါ်လာမှရှိပဲတရုတ်အကူအညီနဲ့စစ်ကောင်စီက ပြန်လည်အုပ်ချုပ်ခွင့်ရရှိခဲ့တာဖြစ်ပြီးအုပ်ချုပ်ရေးရန်တရားတွေလေပတ်နေတဲ့အတွက်စစ်မုံထမ်းခေါ်ဆောင်မှာကိုတိတခန့်တွေကစိုးရိမ်နေကြပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့ငလျင်ကြီးလှုပ်ပြီးတလက်ခွေးကျော်အကြာမန္တလေးကငလျင်တန်တင်းအဆောက်အုံသုံးလုံးထပ်မနဲ့ထပ်မံပြိုကျတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမှာဧပြီလ15ရက်ကစလို့ဒီနေ့အထိတလက်ခွေးကျော်ကာလအတွင်းနောက်ဆက်တွဲငလျင်နဲ့မိုးရွာသွန်းမှုကြောင့် မလျင်ဒန်တင်အဆောက်အုံသုံးလုံးထက်မနည်းပျော်ကြားမှုနဲ့ဖြစ်ခဲ့ရလို့ဒေသခံတွေနဲ့ကုညင်ကစရဲလုံးနယ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။မလျင်ကြီးကြောင်ထိခိုက်ပျက်စီးသွားတဲ့လူနေအိမ်တိုက်တာတွေအများပြားရှိခဲ့ပြီးလက်ရှိအချိန်ထိဖြိုရှားရှင်းလင်းရေးတွေကအလုံးစုံမပြီးသေးပါဘူး။ပိကဲမေလာဆစ်ရှိရကလည်းငလင်းနဲ့မိုးချောင်းတစ်ပင်ပျော်ချပြီးယာယီတေးတလုံးပေါ်ပိကလူသေးဆုံးမဖြစ်ခဲ့သလိုမေလာဆေရကလည်း မိုးသွေးထန်စွာရာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့ရာအကြောင်းအထက်မြင့်တိုက်ကခေါင်မိုးလွင်းကြကလူတရှုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒါအပြင်အောင်မြေတန်ဆန်မြို့နယ်15လမ်းနဲ့86လမ်းဘက်ကရှစ်ထက်တိုက်ရဲအောက်ရှင်နှစ်ထက်မြေကြီးထဲကျုံဝုံမှုဖြစ်ပွားခဲ့တယ်လို့ဧပြီ15ရက်ကလည်း26ဘီလံလမ်း80နဲ့80တလမ်းကတုံးထက်တိုက်ပျော်ကြခဲ့ပြီးရှမ်းရေးတာဆင်မြို့နယ်ထဲကတုံးထက်ခွဲတိုက်တလုံးပျော်ကြပျက်စီးခဲ့ပါသေးတယ်။ ဒါကြောင့် NDA ရှိအဆောက်အုံတွေရဲ့အနီးပတ်ဝန်းကျင်ကဒေသခံတွေဟာထိုင်းလန်းနေရပြီးအမြန်ဆုံးဖြိုရှားနိုင်ဖို့ကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကတိတိကျကျထိထိရောက်ဆောင်ရွက်ပေးစီရှင်တယ်လို့ဒေသခံတွေကဆိုပါတယ်။ဆက်လက်ပြီး73စီစဉ်ဇက်တိုက်ကျဆင်လာမှုကြောင့်အောက်တိန်95တလီတာကျပ်3000အောက်ပြန်ရောက်လာတဲ့တင်ကိုပြန်ဆက်ပေးပါမယ်။မြစ်တက်နေရတဲ့73စီဇင်းလုံးတွေဟာ April နဲ့ May လအတွင်းဇက်တိုက်ဆွသလိုပြန်လည်ကျဆင်နေရကြောင်း အောက်တိုင်95တလီတာကို73000အောက်ကိုပြန်လည်ရောက်ရှိလာတယ်လို့ဈေးကွက်အတွင်းကသိရပါတယ်။ပြီးခဲ့တဲ့ April လအတွင်းအတက်အကျမငြိမ်သက်ခဲ့ပဲအခု May လ3ပတ်အတွင်းနှစ်ကြိမ်ဆက်တိုက်ကျဆင်းလာခဲ့တာဖြစ်ပြီး May လဒုတိယပတ်အတွင်း73000တလီတာ55ချက်ကနေ85ချက်အထိကျဆင်းခဲ့တယ်လို့တတိယပတ်အတွင်းမှာလည်းအမျိုးအစားအလိုက်တလီတာကို85ချက်ကနေ125ချက်အထိထပ်မံကျဆင်းလာတာပါ။စင်ကာပူနိုင်ငံကနေတဆင်းဝေယူရတဲ့73ဆီဟာ အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေကြေးစင်းနှုန်းတွေအခုလအတွင်းငြိမ်သက်နေမှုကမ္ဘာ့ရှင်နယ်ဈေးကျဆင်းမှုနဲ့စက်ကောင်စီဗဟိုပံရဲ့နိုင်ငံခြားငွေထုတ်ရောင်းပင်းမှုတွေကြောင့်ဈေးကျလာတာလို့ဈေးကွဲလဲလာစောင့်ကြည့်သူတွေကပြောပါတယ်။အဲ့ဒီအထက်မှာအောက်တိုင်95စင်းနှုန်းတွေဟာတလီတာကို7300အောက်ရောက်နေတာတလားကျော်ပြီးဖြစ်ပြီးအဲ့ဒါဟာပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လနောက်ပိုင်းပထမဆုံးဖြစ်တယ်လို့73စီဈေးကွက်အတွင်းကသိရပါဗျ။ လက်ရှိကမ္ဘာ့ယင်းနယ်စိန် Brent crude တစ်စီးကို American dollar 65ဒေါ်လာဖြစ်နေပြီး WTI တစ်စီးကို American dollar 61ဒေါ်လာကျော်ဈေးပေါက်နေတယ်လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ဥရောပလက်နက်ကုမ္ပဏီတွေအရှိတောင်အရှောက်ကိုရှစ်ထွင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံရဲ့စစ်ရေးတရားမှုတဖြည်းဖြည်းတိုးလာတဲ့အမျှအရှိတောင်အရှောက်ဒေသမှာလုံခြုံရေးစိုးရိမ်မှုတွေအဆက်မပြတ်တက်လာနေပါတယ်။ဒါကြောင့်မယ်ဥရောပလက်နက်ထုတ်သူတွေကဒေသတွင်းနိုင်ငံတွေနဲ့ ကာကွယ်ရေးဆက်ဆံရေးတွေပုံမနက်ချန်အောင်တိဆောက်လာကြပါတယ်။မေလအစောပိုင်းမှာပါကစ္စတန်ကသူတို့စစ်တပ်ရဲ့တရုတ်ထုတ်ဂျက်တိုက်လေယာဉ်တွေကအိန္ဒိယရဲ့ပြင်သစ်ထုတ် Rafale လေယာဉ်တွေကိုပစ်ချတယ်လို့ပြောချိန်မှာပဲအင်ဒိုနီးရှားရေတပ်ကတော့အီတလီထုတ်တန်ရှိန်6000ရှိတဲ့ PPA စစ်တင်မော20အတွက်လေကျင်းမုံအစင်တမတ်ပြီးဆုံးနေပြီဖြစ်ပါတယ်။အဲ့ဒီတင်မောတွေကိုတိဆောက်တဲ့ဖန်ကန်တိုင်ရေးကုမ္ပဏီကအဲ့ဒီ PPA Frigate တင်မောတွေကြောင့်အင်ဒိုနီးရှားရေတပ်ဟာ ဒေသအတွင်းမှာခဲအမင်အစင်အမြင့်ဆုံးအဖြစ်ရပ်တည်လာမယ်လို့ပြောပါတယ်။အီတလီရဲ့ဖန်ကန်တိုင်ရေးကုမ္ပဏီကစင်ကာပူမှာဗဟိုဌာနတစ်ခုတည်ဆောက်နေပြီးမလေးရှားနဲ့အင်ဒိုနီးရှားမှာပြည်တွင်းသင်္ဘောချင်းဖွင့်ဖို့ဆွေးနွေးနေရလို့သိရပါတယ်။သူရဲ့မိဖက်လီယိုနာဒိုတိုက်လီယန်ထုတ်လုပ်ရေးကုမ္ပဏီကလည်းအင်ဒိုနီးရှားလိုအပ်ချက်အတိုင်းတိုက်ခိုက်ရေးစနစ်ကိုပြင်ဆင်ပေးနေတယ်လို့မကြတိခင်ကဘီယန်နမ်မှာရုံးခွဲတစ်ခုဖွင့်လှစ်ပြီးကာကွယ်ရေးလီယန်တွေကိုရောင်းချဖို့ပြင်ဆင်နေပါတယ်။ MPA တနစ်တာထူကြရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ